မစ်ကွဲမြန်မာ2010တန်းနေဖိုင်ပွဲမှာလေကားပေါ်ကဆင်းတဲ့ချိန်ရှက်ကွဲနေရတဲ့နီနီလေးအိမ်နီနီလေးရင်ကလက်ရှိမှာဆိုရင်တော့မစ်ကွဲမြန်မာ2010တန်းနေဖိုင်ပြိုင်ပွဲမှာစီနီယာတယောက်အနေနဲ့ပွဲတိုင်းလိုလိုတက်လို့နေတာဖြစ်ပါတယ်။ထူဝဲလေးနဲ့ပြဿနာဖြစ်ချိန်တက်စီယာပွဲကရန်ကုန်မှာရှာသွားတဲ့အတွက်မစ်ကွဲမြန်မာ2010တန်းနေဖိုင်ပွဲမှာသာပြန်လည်မြင်ရတာပါ။နီနီလေးအိမ်ကမရန်ဆိုင်တော်နဲ့ဆရာအဖြစ်ခေါ်ကတပည့်ကောင်းပီတာအောင်ကြိုးစားနေတာပါ။ဒါအပြင်သူမကိုအလုံးမရှိဘူးလို့ပြောနေတဲ့သူတွေကိုလည်းမြန်မာနိုင်ငံအတွက်အမြင့်ဆုံးစုကိုယူထားပေးနိုင်သူဆို ပြီးတော့ခြေထားတာပါနေနေလင်းအိမ်ကတော့သူမကထုချို့ထက်မြက်တဲ့သူတယောက်ပါဆိုပြီးတော့လက်မထောင်ကနေနေကြတာပါဒါပေမဲ့လည်းအပြောနဲ့လုံးမညီပဲနဲ့ဖြစ်နေကြတာပါပြီးခဲ့တဲ့ရှာမှာ Miss Grand မြန်မာ2025ပွဲမှာ preliminary ပြိုင်ပွဲကိုကျင်းပခဲ့တာပါအဆိုပါပွဲမှာနေနေလင်းအင်ကတောက်ပါဆုံးလာမယ်နေနဲ့ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းစင်ပေါ်မှာလေကားစင်းတဲ့ချိန်မှတင်းရှက်ကွဲခဲ့ရတာပါနေနေလင်းအင်ကပေါ်ပါဆုံးဖြစ်အောင်ပေါ်ဝါအနီရောင်လေးနဲ့ဝစ်ဆင်ခဲ့တာဖြစ်ပါတယ်။ဝစ်ဆောင်ကပေါ်ပါလုံးနေကလမ်းလျှောက်တဲ့နေရာမှာလည်းအခက်အခဲလေးမဖြစ်စေခဲ့ပါဘူး။ဒါပေမဲ့နေနေလင်းအင်ကလေကားပေါ်ကနေစင်းတဲ့ချိန်မှဖိယိုဖျဲဖြစ်နေခဲ့တာပါနိုင်ငံတကာပွဲမှာ first winner အဆူရထားတဲ့အလမဲဖြစ်ပေမဲ့လည်းအစင်းဟာထင်သလားမချောမွေနေပါဘူး။နေနေလင်းအင်ကလက်ရှိမှာရှင်ပြိုင်နေတဲ့အလမဲ ထက်တောင်မှကတ်ဝါကညံ့တယ်လို့ဖြစ်နေတာကြောင့်ပါနင်းနေလေးကလေကားကိုခက်ခက်ခက်ခဲနဲ့ဆင်းသွားခဲ့ရတာပါ လေကားဆင်းရတာခက်ခဲပေမဲ့ဖျောက်ဖျောက်တက်တက်ရှောက်ရတဲ့အချိန်မှာတော့ဘာခက်ခဲမှမရှိပါဘူး အဖြောင်းလန်းကိုရှောက်တဲ့အချိန်မှာရိုင်းလဲမရိုင်းတော့ပဲ fast runner S ဆိုတဲ့ဌာနေထထွားတာဖြစ်ပါတယ်။အလာမဲတွေကတပတ်လေပြတာတွေနဲ့လေကားစင်းနေရာတွေမှာလှက်အောင်တိတ်မလျှောက်ပြတ်တာကြပါဘူး။အဆိုပါနေရာတွေကပညာသားပါတဲ့နေရာတွေဖြစ်တာကြောင့်ကဲဝါကြက်ကျင်တဲ့အလာမဲတွေသာအကောင်းဆုံးရှောက်ပြနိုင်တာပါ။ဒါကြောင့်မလို့လေနီနီလေးအိမ်က Miss Square International 2023မှာ fast runner S ရရှိခဲ့ပေမဲ့ catwalk ကမလာပဲဖြစ်နေတာပါ။နီနီလေးအိမ်ကတော့သူမှထူးချွတ်ဆုံးလာမယ်ဆိုတဲ့ဂုဏ်နဲ့သာအမြင့်နဲ့ချီးမွမ်းနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံအတွက်အမြင့်ဆုံး place ကိုရယူ ပေးထားနိုင်ပြီဖြစ်တဲ့အတွက်နောက်ထပ်ပြိုင်ပွဲတွေလည်းထပ်ပြိုင်အောင်မှာမဟုတ်တော့ပါဘူး။နင်းနေလေးအိမ်ကလက်ရှိမှာ Mix Square မြန်မာ2025ရဲ့ National Director Maran Sainor နဲ့အကောင်းဆုံးဆက်ဆက်ရွေးတွေတည်ဆောက်ထားတာပါ။ဒါကြောင့်မလို့အလုပ်တွေတူတူတွဲလုပ်သွားမှာဖြစ်ပါရင် Graphite နဲ့ပွဲကြရင်လည်းနင်းနေလေးအိမ်ကပဲတတ်တဖို့ကိုလွှဲပြောင်းပေးသွားမှာဖြစ်ပါရင်။ဒါပြင်နုပညာလောကတွေကခင်ဝင်းဝါအလင်းရောင်တို့နဲ့မိတ်ဆွေတွေအဖွဲ့ကအနုပညာလောကတွေကိုဝင်ဖို့စ조사နေရလေးဖြစ်ပါရင်။ရိုက်ထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတချို့လည်းရှိနေပြီဖြစ်သလိုမင်းသမီးအနေနဲ့ရက်တီတော့မှာပါ။နင်းနေလေးအိမ်က ကအမှုပညာလောကမှာအောင်မြင်တဲ့မင်းသမီးတယောက်ဖြစ်အောင်ကြိုးစားသွားတော့မှာပါ။ဒါကြောင့်မလို့ထူးဝဲလင်ရဲ့တပည့်ဖြစ်ခဲ့မှုတွေနင်းနေလင်းအိမ်ရဲ့တပည့်ဆေးဖြစ်တဲ့သဲဆူငိမ့်ရဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကအပြိုင်ဆိုင်ကိုဖြစ်လာတော့မှာဖြစ်ပါရင်အောင်မြင်နေလာမယ်ဖြစ်ပြီးမလို့ရုပ်ရှင်မင်းသမီးအနေနဲ့ခြေချတော့မယ်နင်းနေလင်းအိမ်ပေါ်မှာအမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်။ကြိရှိဝါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစေဝင်စားစရာကောင်းတဲ့ဆေးလီလေးနုပညာရှင်ရဲ့ဒိတ်နဲ့တူပြန်လာခဲ့အောင်မှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြိရှိအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်။အာဘိနာစင်က ကြတဲ့ပြည်သက်တရားချစ်စီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လည်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတာမေတ္တာစကားလေးလက်ဆောင်ပါရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါရစေ။